ကဲဒီနေ့ဒီလက်လင်းလက်အဖွဲ့ရနေပြီးတော့ group ကနေပြီးတော့ကျွန်တော်လည်းခေါ်ပြီးတော့ဒီဒီနေ့အလှအမှတ်မှတ်ပြည်သူတွေအတွက်ထမ်းလာထမင်းတို့ဝေးတာလားဟုတ်ကဲ့ထမင်းတို့ဝေးတဲ့အလှသွားလို့တဲ့ခါမှာကျွန်တော်လည်းလာဝိုင်းကူပေးပါဆိုလို့ကျွန်တော်လည်းဒီပေါ်မှာဝင်ကူရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ကျွန်တော်ထမင်းလည်းကြွေးတယ်ကျွန်တော် ရောင်းတဲ့ဆက်ပြတွေကိုလည်းအားပေးတဲ့အတွက်ဒီ group အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒါကျွန်တော်ရဲ့ ပြောမဆိုတော့ဒါကတော့ဟိုသဘောတရားရပါအကုန်လုံးကတော့ကျွန်တော်နေကလှုပ်ဖို့ခင်ပဲ junior artist တွေဖြစ်တဲ့အတွက်ကြောင့်ရုပ်ရှင်ရိုက်တဲ့ခါလဲဆုံးမယ်လောလောဆယ်တော့မရရသေးဘူးအရင်လဲဆုံးဘူးတဲ့လူတွေရှိပါတယ်ဟုတ်လားဟုတ်ကဲ့ဆုံးကိုနဲ့ရင်းနှီးနှီးရိုက်ခဲ့ဘူးတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ခေါ်ယူအားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဟိုပြောတဲ့စကားလုံးမျိုးနဲ့ပြောရမယ်ဆိုရင်တော့ဖြက်လျှောက်ပေါ့ကျွန်တော်ကတော့အဲ့လိုမမြင်ဘူးကျွန်တော်ကတော့ဟို artist ရှိမယ် supporting artist ရှိမယ်နောက်အောက်မှာ junior artist ဆိုတာရှိမယ် junior artist ကနေပဲ supporting artist ဖြစ်သွားတာ supporting artist ကနေပဲဒါ main artist ဖြစ်သွားတာပေါ့နော်ဘယ်လိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကရောက်လာလို့ရှိရင်ကျွန်တော်ရကူရေးသမားတွေကအစားကျွန်တော်ပြောထားတယ်ဘသူ့ကိုမှစိတ်နှောက်ရှစ်ဖြစ်အောင်လာဟုတ်ဖြက်လျှောက်လားဒီကနေထိုင်တော့အဲ့လိုမဟုတ်ဘူးလာပါ junior artist တွေလာပါဘာဖြစ်ခြင်းလဲဘယ်လိုဖြစ်ခြင်းလဲကျွန်တော်တို့ရဲ့ AD တွေဆိုလဲကျွန်တော်ကအဲ့လိုရှင်းပြလေးရှိတယ်ပေါ့နော်အခုကျွန်တော်ဒီနေ့ ပြန်ထွက်လာပြီးတဲ့အချိန်မှာဒီနေ့မဟုတ်ဘောကျွန်တော်အပြင်ရောက်ပြီးတဲ့အချိန်မှာဒီလိုပေါ့မိတ်ဆွေပေါင်းသင်းတွေကကျွန်တော်စီဖုံးဆက်တယ်အလိုဂျူနီယာအာတစ်စ်တွေကဖုံးဆက်တယ်ဖုံးဆက်ပြီးတော့ဟာဆရာနဲ့ရိုက်ခဲ့တော့ဘလိုတွေဘဝတွေနောက်ကျောင်းတွေပြောပြနေနဲ့ကဲတနေ့တော့သူတို့ရဲ့ရင်ဖွင့်တန်လေးတွေလည်းနားနဲ့နားထောင်ကြည့်မှာပေါ့ကိုဘလောက်ကူညီလို့ရမလဲကူညီမယ်ဆိုတဲ့စိတ်နဲ့လာတာအဲ့တော့ဘာတွေအကူကနည်းနည်းအဲ့လိုမျိုးလေးကို့မှာခံစားချက်တွေရှိနေလေပြောကြည့်ပါဦး ခန်းစားချက်တရှိသေးဆိုတော့ဟာဒီတော့ဖြတ်ရှောက်ဘွားဆရာပြည့်တဲ့တိုင်းလာခဲ့ရတယ်ဆရာတို့နဲ့ဆက်ပြီးတော့မှာဇကားတွေရိုက်ခဲ့ရတယ်အဲ့တော့ဖြတ်ရှောက်ဘွားတော့ဆိုလို့ရှိရင်ဇကားဆက်ရိုက်ပြီးဆိုလို့ရှိရင်ဘယ်ပေါ်ဝင်လာလို့ဧကန္တာမဟုတ်ဘဲနဲ့ပေါ့နော်ထိုင်ခိုင်းမှုတောင်မရှိဘူးဘေးလေးတွေမှာအထုပ်ကလေးတွေဆွဲပြီးငုတ်တုတ်လေးထိုင်နေရတဲ့ဘဝလေးတွေအဲ့လိုလေးတွေပြီးလို့ရှိရင်ထမင်းစားချက်ရောက်လို့ဟိုထမင်းတိုင်းဘလို့ ဟိုဒီသမီးရောင်းတဲ့သူကကဆဟိုဘယ်လိုပြောမလဲသမီးကိုထည့်ပေးတာဟင်းကိုထည့်ပေးတာကဆကွာချားတယ်ဒါပါဒါပါစင်တန်းခွဲတယ်ဒီဖြက်လျှောက်တယ်သူလျှောက်တယ်ဆိုပုံစံမျိုးနဲ့အဲအဲ့လိုမျိုးထဲတာကွာပါလင်ကလေးပေါ့အဲအဲ့လိုမျိုးလေသူတို့တော့တက်ချိတ်ကြအောင်လားဘယ်လိုလုပ်လို့မင်းမင်းမင်းသားဆိုတော့ဂျိုက်နေတဲ့ငါးစင်းဂျိုက်နေတဲ့အဲမိသားစုလိုက်လာဆိုတော့မိသားစုလိုက်တော့ဂျိုက်နေအဲထဲထားပြီးသားတိတဲ့အဲအဲ့လိုမျိုးလေပေါ့ခွဲခြားခံတာပေါ့ဆရာရယ်အဲ့လိုမျိုးလာလာပြီဆိုလို့ရှိရင်လေဟို အပြင်မှာထွက်နေရတဲ့ပုံစံပေါ့ဟိုလိုဖားထားတယ်အဲ့လိုမျိုးတွေပေါ့ကိုယ်ဝါသနာပါလို့ရရတာလေဟိုပတ်သက်မရှိလို့လာရရတာလည်းမဟုတ်ဘူးအဲ့လိုမျိုးတွေအဲ့ဒီတွေ့လဲကျွန်တော်အပြည့်ပြန်ပြောမယ်နောက်ဘသူပါရှိလဲဟုတ်ဟုတ်ကဲ့ဆရာအဲပြောချင်တာ2024မိနစ်ကပေါ့မိနစ်ကကျွန်တော်တို့ဒီရက်ကွေးထဲမှာအသက်ကြီးပိုင်းတွေလည်းပါတယ်ငယ်တူတော့ကိုယ်နဲ့ level တွေလည်းပါတာပေါ့ကျွန်တော်တို့ပိုက်ရိုက်တာ ဦးကျော်သူနိုင်ကူညီမှုအသေးမှာတော့ရိုက်တာကျွန်တော်တို့ဟိုဟန်နီခေပြောရတယ်ပေါ့ဇပ်ပေါ်ဇက်အမောင်ဖြတ်ချောက်ပေါ့တောင်းနေကြွေးတဲ့ကျန်တာပုံမထက်နေတယ်ပုံမကျွေးနေတယ်အင်းအဲ့လိုလာဟောက်ပါအင်းအကျွန်တော်မသိဘူးမသိဆိုတော့ဒါကကျွန်တော်ဝီလက်ဂရုလည်းဖြစ်နေတယ်နောက်ကျွန်တော်တို့အမှုပညာညီကုံပရောမစင်ကျွန်တော်တို့ရဲ့ senior စောတဲ့သူတွေလည်းရှိတယ်လေဗယ်တို့လည်းရှိရယ်နောက်ကဟိုငယ်လေးတွေလည်းရှိတာပေါ့ အဲ့ဒါအတချေတချေတဲ့ဟိုကျွန်တော်တချေခေါ်တာလဲကျွန်တော်ကဒီဒီ miss log မှာ model log ကဘတ်ထရိနာတင်လို့ပေါ့သူကကျွန်တော်ခေါင်းဆောင်တယောက်အနေနဲ့ဆရာမတစ်ယောက်အနေနဲ့သူကတချေခေါ်တာအဲ့ဒါအဲ့လိုလိုပဲကျွန်တော်လည်းပြောတာသူတို့ကပြောတယ်လို့မတင်ဘူးပြောတယ်သူတို့ကလည်းငိုပြီးတော့စားရမှာကတော့ဘလို့လုံးအောင်သူတို့ကထွက်ပြေးလာကြဟိုမငိမ့်ပါနဲ့နော်အဲ့တော့မဆိုးတော့ပါအုပ်စုလိုက်တော်တော်များတယ်လက်တုံးနဲ့ပုံတက်နဲ့မစားနဲ့လဲသွားစားနေတော့မစားနေဆိုပြီးတော့သူတို့အဲ့လိုလုပ်တာ အဲ့နဲ့နင်တို့အဆောင်နဲ့မရိုက်နဲ့အကုန်ပြန်လို့ငါဝဲကျွေးမယ်လို့ကျွန်တော်ဆရာအမှုပညာကိုယူသွတ်တာอืมတော့အယူသွတ်တာနဲ့ကျွန်တော်ကတန့်ပေါ်လာအဲ့လိုရောက်ရောက်ပျော်နေတာနောက်ပိတ်ဆုံးဟိုကိုနေတော့မင်းအဲ့လေပျော်နေတယ်သမင်းပစားကလည်းရတယ်ဆရာအဲ့လိုမောင်းလို့တော့ကြာတော့မကောင်းလေအစင်အတန်ခွဲကြတာอืมအဲ့ဒါကြီးတခုတော့နည်းနည်း fee ဖြစ်တယ်อืมအရင် fee ဖြစ်ပြီးဘလို့ဖြစ်လဲကျွန်တော်ဆိုအဲ့နေတော့ daily ကလည်းမယူဘူးအကုန်လုံးဝဲကျွေးတယ်မငုံနဲ့တော့ မဆုံးမငုံနဲ့တော့မငိမ့်မငုံနဲ့တော့ဟိုလူနော်တရခါောက်ပါတယ်လားနော်ပါတယ်အဲ့လိုမျိုးမငုံနဲ့တော့အဲ့တော့အဆင်ပြေဆိုလဲနဲ့ဆိုတော့မှလမ်းတယ်ပြဲလို့တီချင်နေလို့ဒေဒီကောက်တီချင်ပြဲငိုးနေရှက်တာပြင်စင်လက်လက်ပါပါပြင်စင်ဝက်စားအဲ့ဒါကပြောတာဘသူကပရိုဂျူဆာပြောတာလားရှူတင်မန်နေဂျာရှူတင်မန်နေဂျာကအော်ကျွန်တော်တို့မှာဘလို့ပြအရှင်းလည်းမတိုးရဘူးอืมอืม ဘယ်လိုလုပ်မှာကျွန်တော်တို့မှာပြင်ဖို့ပဲရှိတယ်အဲ့ပြောလဲပြောပြောပါဟိုကအဲ့ဒီကပြဇက်ဖို့စိုက်ရလေးဆိုတမျိုးကျွန်တော်ကဖျက်လျှောက်ကမတက်တော့ဘူးလားကျွန်တော်တို့မှာဝါသနာကိုယူတက်တယ်အိမ်ပြစ်ယောက်ျားပြစ်သမီးကိုပြစ်အငေါကထမင်းနေနေတော့မြင်လဲကိုနေတော့မြင်လဲပြောနေတာဝင်းမောင်ရွှေမြင်လဲပြောနေတာတငယ်ချင်းတွေမိတ်ဆွေတွေတွေ့လဲပြောနေတာမစားတော့ပြောနေပေးခြင်းနဲ့ကျွေးခြင်းနဲ့လူခြင်းနဲ့အဲ့လိုမျိုးနေတပုံနဲ့တူတူရိုက်ခြင်းအဲ့ဒီရဲ့ PT ကဘာနဲ့မှမတူဘူး ကျွန်တော်တို့လုံယူလို့မရဘူးဒီလိုစုံဖို့ဆိုတာလေဘုရားသခင်ကောင်းကြီးပေးလို့အခုဇာန်နဲ့စုံရတယ်သူတို့နဲ့အကုန်စုံရတယ်အဲ့လိုစုံတဲ့အတွက်ကိုကျွန်တော်ကပီတိပဲကျွန်တော်ကကြွေးမယ်ကျွန်တော်ပေးမယ်ကျွန်တော်ကြွေးလို့တော့ကိုယ်ကသမီးမစားခဲ့ရဘူးလမ်းပေးမှာစားခဲ့ရတယ်ဥပမာပေါ့နော်အာကျွန်တော်တိထားတဲ့အတိတ်တစ်ခုပေါ့ကျွန်တော်တိထားတဲ့အတိတ်ကဘာလဲဆိုတော့ main actor ရှိတယ်ဒါမင်းသားမင်းသမီးပေါ့ supporting actor ရှိတယ် ဒါကဇက်ကိုအဓိကသရုပ်ဆောင်လို့ပြောကြတဲ့အဲဇက်ဘုတ်အကြီးတယ်ပေါ့ဒီအခုနဒီအောက်မှာမှာထပ်ပြီးတော့ကျွန်တော်တို့ supporting လုပ်ပေးနေတဲ့ junior actor ဆိုတာရှိတယ်ဒါကျွန်တော်သိတယ်သူ junior actor ဆိုတာအခုသူတို့အခေါ်နဲ့ဆိုရင်ဒါဖြတ်လျှောက်ပေါ့ကျွန်တော်အခေါ်နဲ့ဆိုရင်တော့ဒါ junior actor ဒီ junior actor ကဘလောက်ထိအရေးကြီးလဲဆိုတာကဒီ shooting manager လိုလူမျိုးတွေဖြစ်ရင်ဖြစ်မယ် သဘောအိုက်တာဒါရီကသူရူကကြတော့သူရူအမြင်နဲ့ပြောတာပေါ့ဒါမှမဟုတ်ကျွန်တော်တို့အနုပညာဖန်တီးရှိတဲ့လူရဲ့အမြင်နဲ့ကြတော့ကျွန်တော်တို့ကသူရူကအရေးကြီးတယ်ဥပမာပေါ့ဈေးတစ်ခုကိုရိုက်နေတယ်ဟာလားဈေးတစ်ခုကိုရိုက်တဲ့အချိန်မှာတကယ်ဈေးကိုရိုက်တဲ့အချိန်မှာအခြားသောဈေးဝယ်သူတွေဆိုရင်ဒီလူနှစ်ယောက်တာမန်လူနှစ်ယောက်စကားပြောတော့တဲ့ဟာကိုရိုက်တဲ့ဆိုရင်တော့ဒါရုပ်ရှင်ရိုက်မှန်းတီးတော့လှည့်ကြည့်မှာပဲ လက်ကြည့်ဟိုလူလက်ကြည့်လက်မကြည့်နဲ့လက်မကြည့်နဲ့အော်လူပဲရမလဲဒါသူ့ဘာသူကြည့်သွားတာလေအဲ့ဒီနေရာမှာကျွန်တော်တို့ကလမ်းဒီပရိသတ်ကိုရှင်းပြီးတော့ကျွန်တော်တို့ရဲ့ဒီခုနဂျူနီယာအိုက်တာတွေကိုထည့်ရတယ်ဂျူနီယာအိုက်တာတွေကိုထည့်ပြီးကျွန်တော်တို့ကရှင်းပြပေးရမယ်ဂျူနီယာအိုက်တာတွေသွားမယ်သူတို့ဘေးနားကနေဖျက်လျှောက်သွားမယ်စကားလေးပြောပြောသွားမယ်တစ်ခါလေးကြိုက်ရင်လမ်းတိုင်းမလျှောက်ပဲနဲ့ဒီမှာငါးဝယ်အတွက်ငါးလက်မေးမယ်ဒီလိုလေးတွေလိုချင်တယ်နော်တကယ်လို့ပြီးသွားပြီဆိုရင်နောက်တစ်ခေါက်ပြန်ရိုက်မယ်ဆိုဒီဘက်ကိုပြန်လာပါ ပြီးရင်အဲ့ဒီအခုနအတိုင်းပဲလုတ်ပေးပါဆိုပြီးကျွန်တော်တို့ကရှင်းပြပေးရမယ်။သို့မဟုတ်ရင်အခုနဒီ junior item မပါဘဲနဲ့ရိုက်ကြည့်။ဟိုတာမန်ပရိသတ်ကတော့လက်ကြည့်ပါပဲရုပ်ရှင်ရိုက်တဲ့အတွက်မင်းသားဖြစ်တဲ့ပြင်မင်းမီဖြစ်ပြီးဘသူဖြစ်ပြီးရိုက်ကြည့်လို့လက်ကြည့်တဲ့အခါကျတော့တဘာဝကြမလားဆိုတော့မကြဘူး။အခုနတဘာဝကြဖို့ဆိုတာကခုန junior item ဒီအရေးကြီးတယ်။အဲ့တော့ junior item တွေကို ခေါ်လာတဲ့အခုနောက်လိုမျိုးပေါ့နော်နင်တို့ဟိုမှာထိုင်နင်တို့စားခြင်းစားမစားခြင်းနေဒါပဲရမယ်ဆိုတော့ဟာဒါ shooting manager တွေကိုလည်းကျွန်တော်က request လုပ်တာပါသူတို့ဟိုတောက်မှန်တာပါဒီလူတွေကိုစားကျွန်တော်ကဒီလူတွေဟာဘာအတွက်လာရိုက်တာလဲဆိုအနုပညာသူတို့ဖြစ်နေတာအနုပညာဒီရက်ကွက်ထမှာနေလဲသူ့အိမ်မှာသူနေလဲထမင်းတလုံးစားရတာပဲ ဒီသူပေးတဲ့ပတ်စံကိုမဲ့လို့လာတာလားဆိုတော့အဲ့ဒီပတ်စံပေးကြည့်လမ်းစိနဲ့ကိုတယောက်ကိုတွားကြည့်အခုလက်ရှိအပြင်မှာဟိုပယံတိုက်ဆောက်မှာအလုတ်လုံးနေတဲ့လူတယောက်တောင်မှသူရတဲ့ပတ်စံကအခုပြောနေတဲ့လူတွေနဲ့အများကြီးတာပါတယ်ဒါမဲ့သူကတော့နည်းနည်းပင်ပန်းတာပေါ့နော်ဒီမှာတော့မပင်ပန်းဘူးလားဆိုပင်ပန်းတာပဲစိတ်ပင်ပန်းတာဒီမှာဟာလာကိုလို့မှားသွားမလားအဆဲခံမလားအဲတခါလေးကျရင်ကိုရောက်သွားလို့ဘာကိုကဒီဂျူနီယာအိုက်တာဆိုတာဟိုချမ်းသာတဲ့လူတက်မှမပါဘူးလေ ာဒီအမှုပညာကိုချစ်တဲ့အတွက်ကြောင့်ရသူ့ဘက်သူပတ်စံပေးတာပဲတချို့ကလည်းကြိုင်တယ်ပတ်စံမလိုတော့မလိုချင်ဘူးအခုနပြောလို့ပေါ့မင်းသားမင်းသမီးကိုမြင်ရတယ်သူတရုပ်ဆောင်ဝင်လောက်ရတယ်ဒီစိတ်ကလေးတွေနဲ့သူတို့လာကြတဲ့အခါကျတော့သူတို့အခုနလိုပဲမပစ်ပယ်ပဲနဲ့ကျွန်တော်တို့ကတင်းသွင်းရမယ်အဲ့ဒီဂျူနီယာအိုက်တာတွေကနေပြီးတော့နောက်ပိုင်းအများကြီးအိုက်တာတွေထွက်လာမယ်စသဖြင့်ပြောရမယ်ဆိုရင်လက်ရှိနာမည်ကြီးနေတဲ့တကယ့် supporting actor တွေရှိပါတယ်အဲ့လူတွေကိုမေးကြည့်ပါဘယ်ကနေလာတာလဲလို့ဒီ junior actor ကနေပဲလာခဲ့ကြတာပဲမဟုတ်ဘူးလားဥပမာမန်ဟန်နီခင်မမျိုးဟာလားမမျိုးတို့ဒီကောမလီသူဆိုရင်ဒါတီဘောကကျွန်တော်မသိဘူးသူရိုက်ခွင်းမှာကျွန်တော်ရိုက်နေတယ်သူကဖြတ်လာကြည့်နေတမိနှခမ်းလောက်ဝင်ရိုက်ပြီပါဆိုဝင်ရိုက်တော့သဘောကျဟာမဆိုးဒီကလေးတေယုတ်ဆောင်ကောင်းတယ်အေးဘေးရလဲဆိုတမိကနေကအေးနောက်ရိုက်မဆိုရင်လာခဲ့တော့ဖုံးဆက်တယ်ကဲလာရိုက်ဆိုတော့သူလာရိုက်တာပဲ ဒီကနေပြီးတော့ဒီတီဘုံကနေရန်ကုန်ထိလာဖို့ဆိုတာကဝါသနာအရင်ကံပါလို့ပြန်ပေးတော့သူ့ဘလောက်ပေးလဲငွေလေး9000ပေးတာလမ်းစိတ်တော့မရှိဘူးလေဒါပေမဲ့သူဝါသနာရောက်လာတာလေအဲအခုဆိုရင်ဟလာအဲ့လိုပြောမိသားစုလိုက်ဒီပြောင်းလာနေပြီးတော့မှအလုပ်ကိုလုပ်နေအဲ့လိုဖြစ်နေတဲ့လူတွေဒီဒီအခြေခံလူတန်းစားတဲ့ကနေဖြစ်လာတဲ့ junior actor တွေကိုတော့တန်ဖိုးထားစေခြင်းလေ